ဖုံဖုံဖရာတပြည့်တော်လျှောက်တင်มาရစေအမေကကင်ဆာနဲ့ဆုံးသွားတာ၃လကြိုကြော်ပဲရှိပါသေးတယ်ဖရာအခုအဖေကလည်းရုတ်တရက်ကြီးလေအုံနောက်သွေးကြောပိတ်သွားတယ်အဖေလည်းနေလာညာလာဖြစ်နေပါတယ်ဖရာညီမအငယ်ဆုံးကလည်းကြောက်ကဖြစ်ပြန်နဲ့ကုသူတွေလည်းနေတိုင်းလုံနေပါတယ်အိမ်တိအိမ်မှာမကြမ်းမာမှုတွေ ဇက်တိုက်ဖြစ်ရတာနားမလည်လို့မသိလို့ပါဗျာကုသိုလ်လောက်တာတွေများနဲနေသေးလို့လားဖုံဖုံရှင်းပြပေးတော်မူပါဆိုပြီးတော့မက်ဆင်ဂျာကနေ user number 99931188185ဆိုတဲ့အကောင့်ပိုင်ရှင်ကစာလေးရေးပို့လာတယ်အယူအဆဆိုတာကတော့အမျိုးမျိုးရှိကြမှာပေါ့ လူအမျိုးမျိုးအမြင်အမျိုးမျိုးလက်ခံမှုအမျိုးမျိုးရှိကြမှာပါပဲယောဂရတဲ့အခါဆရာဝန်တွေကဓမ္မဏီရိုက်ပြီးကြည့်ကြတာတောင်းတူးနဲ့တူးခံမှန်းနာရင်တူးချင်းမှတူတာမဟုတ်လားခုလေဓာတ်ကြောင့်နတ်ကြောင့်ကုသိုလ်ကြောင့်ကံကြောင့်အစသည်ဖြင့်အမျိုးမျိုးထင်မြင်ယူဆနိုင်ကြပါတယ်ကုသိုလ်တွေနဲနေလို့လားလို့မေးထားတော့ ဘယ်လိုကုသိုလ်တွေလုပ်လို့ဘယ်လိုနည်းနေတာလဲမသိရပါဘူးကျမ်းမာရေးတွေမကောင်းနေတာကိုလူနာကိုယ်တိုင်ကမတည့်တာတွေပဲစားကျမ်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်မှုတွေနဲ့နေပြီးတော့အစာမှအနေမှအလုံးမှဆရာမှဆေးမှတွေနဲ့နေထိုင်ပြီးတော့ပြီးတော့မှပဒီတွေစိတ်ယုံလောက်နဲ့ယောဂတက်တာနိုင်မှာမလားအလှူတွေလို့ယုံ ရရာတွေချေယုံအဲ့ဒါလောက်နဲ့ကျမ်းမာရေးကကောင်းလာနိုင်ပါမလားလို့စဉ်းစားရပါမယ်။အားလုံးကြားဝူးတဲ့စကားတစ်ခွန်းပြောပါဆိုရင်ဥစ္စာကံဆောင် အသက်ကိုညံဆောင်တယ်လို့ဆိုတယ်မဟုတ်လား။ကျမ်းမာရေးဆိုတာအတိနဲ့အများကြီးဆိုင်ပါတယ်။အတိမရှိဘဲစားတယ်မှမစားတယ်မှမသိနေတယ်မှမနေတယ်မှမသိစသည်ဖြင့် လူရဲ့အသိဉာဏ်နည်းရင်နည်းသလောက်ကျမ်းမာရေးကညံ့နိုင်တယ်လို့မြင်ပါတယ်။ညဇွာဘုရားကတော့အတ္တပါယကာရီမသိတော့တဲ့စားတော့နေထိုင်မှုတွေဟာအသက်ကိုတိုးစေတယ်လို့ဆိုတယ်။ဒါကြောင့်ကုမိသားစုမှာဘာတွေစားပြီးတော့ဘယ်လိုတွေနေထိုင်ကြသလဲဆိုတာစမ်းစစ်သင့်တယ်။အိမ်တအိမ်ရဲ့မိဘဆောင်ဟာအဲ့ဒီအိမ်ရဲ့ကျမ်းမာရေးစီကံဖြစ်တဲ့နယ်ချက်ပြုတ်သူဟာ ရမာကြီးအသည့်ရှိပြီးတော့မိသားစုရဲ့ဆရာဝန်လိုဖြစ်နိုင်ရင်အကောင်ဆုံးမှာပဲတို့မိသားစုမှာဝမ်းနေချုပ်နေသလားဒါဆိုဝမ်းပျော့စေမဲ့အစားအစာလေးတွေလှုပ်ကြွေးအောင်မယ်တို့မိသားစုမှာခင်းဂျုံမှုန်နေအကျော်အလော်တွေစားတာများနေသလားအဲ့ဒါဆို အချက်အပြုတ်တွေစားအောင်မှာပဲအကျော်အလော်တွေဟာ လူကိုကင်ဆာဖြစ်စေတယ်လို့ကြားဘူးပါတယ် အဲ့ဒါလို့မိဘကြောင့်ကလူဟာကျမ်းမာရေးအသိရှိရင် ကောင်းမယ်လို့မြင်မိပါတယ်။ဒါကြောင့်အတ္တပါယကာရီမသိတော့တဲ့စားတော့နေထိုင်မှုတွေဟာအသက်ကိုတိုးစေတယ်လို့ဆိုတယ်။တပ်ပါယီမတ်တန်ဇာနာတိသိင်လျော်တယ်လူနဲ့တဲ့ပါတယ်ဆိုပေမဲ့လေအတိုင်းအတာများလွန်းလို့အစာများသွားတာမျိုးအထိုင်များနေတာမျိုးအသွားများနေတာမျိုး အိမ်များသွားတာမျိုးစသည်ကလည်းပဲဘယ်အရာမှပဲဖြစ်ဖြစ် ကောင်းတာတွေဖြစ်နေရင်တောင် အတိုင်းအတာများနေရင် မကောင်းပါဘူးကျမ်းမာရေးအတွက်တောက်တဲ့ဆေးလုံးတောင်မှမြားလွန်းလို့မရဘူးမဟုတ်လားဒါကြောင့်တပ်ပါရေးမတ်တန်ဇာနာတိတင့်လျော်တဲ့အရာဖြစ်နေရင်လဲအတိုင်းအတာပူလို့မကောင်းဘူးအပရိနဒဘောစီကျမ်းမာခြင်းရင် အစာကိုကြည်ညက်အောင် မစားခြင်းကလည်းအသက်ကိုတိုးစေတယ်လို့ဆိုတယ်။ဒါကြောင့်ကိုစားတဲ့အစာအစာတွေကိုလည်းကြည်ကြည်ညက်ညက်စားပြီးမှမျိုးချရပါတယ်။မဝါဘဲနဲ့ဒီတိုင်းမျိုးချတဲ့လူတွေကိုတွေ့ဘူးတယ်။ဗဇက်ကဝါပြီးမှမျိုးချဖို့ဗဇက်ထဲမှာဝါစရာတွေပါပါလျက်နဲ့မဝါတော့ပဲဗိုက်ထဲကြမှာခြေရတော့အတွန်းကကလီစာတွေပူအလုလုရတော့ဆင်းရဲတာပေါ့။ဒါကြောင့် အပရိနတဘောစီအစာကို ကြည်ညက်အောင်မဝါခြင်းကလည်းအသက်ကိုတိုးစေတယ်လို့ဆိုပါတယ်။နောက်အကာလစာရီတဲ့အချိန်အခါနဲ့လိုက်ဖက်အောင်နေတတ်ဖို့လေလိုတယ်။အေးလွန်းရင်နှွေးနှွေးလေးနေတတ်ဖို့ဥလွန်းရင်လည်းအေးအေးလေးနေတတ်ဖို့စသည်ဖြင့်အပြင်းမှန်းရာသီဥတုနဲ့လိုက်ဖက်အောင် နေတတ်ဖို့ကလည်းလိုတယ်လို့ပြောခြင်းပါတယ်။နောက်အပြမစာရီတဲ့ မြင့်မြတ်တဲ့အကျင့်ကိုမကျင့်ခြင်းကလည်းအသက်ကို တိုးစေတယ်လို့ဆိုတယ်။ဥပမာမေတ္တာတရားမရှိဘဲဒေါသတွေကြီးနေတဲ့သူတဏှာကျင်နာမှုမရှိဘဲစိတ်ဓာတ်တွေကြမ်းထမ်းနေတဲ့သူမုဒိတာမရှိဘဲသူများတွေကို မနာလိုဝန်တိုတွေများနေတဲ့သူတွေဟာစိတ်ကြောင့်အသက်တိုးနိုင်တယ်လို့ပြောတယ်။ဒီယုတ်ခန္ဓာကိုယ်ကြီးရဲ့ကောင်းခြင်းဆိုခြင်းဟာကံဆိုတဲ့အလုံးနဲ့လဲဆိုင်တယ်လို့ စိတ်ဆိုတဲ့အရာနဲ့လဲဆိုင်တယ်စိတ်တွေဆင်းရဲရင်မစားနိုင်မတော့နိုင်နဲ့ချက်ချင်းဖောက်ပြန်နေမဟုတ်လားဒီတိုင်းမှာပဲစိတ်တွေဒူဒေါသတွေအာကြီးလာရင်လဲအဲ့ဒီစိတ်ရဲ့အပူတွေကလူကိုချက်ချင်းလောင်ပြီးတော့အသားတွေနီးလာတာအသားတွေမဲလာတာမဟုတ်လားတချို့စိတ်တွေမထိန်နိုင်လို့စိတ်တွေတူလို့လေဖြတ်သွားတာတွေတွေးတွေတူး စသည်အပြင်စိတ်ကြောင့်ဖြစ်တဲ့ယောဂါတွေနဲတာမဟုတ်ဘူးဒါကြောင့်မေတ္တာစိတ်ကရုဏာစိတ်မုရိတာစိတ်ဆိုတဲ့စိတ်ချမ်းသာအောင်ထားရဖို့လဲလိုတယ်လို့ပြောကျင်တယ်နေကုန်းရုပ်ပြောကျင်တာကတော့ကျမ်းမာရေးမကောင်းတဲ့အခါဆရာမမှားဖို့အထုကယူဆိုင်ပါ အသည့်တွေမှဆရာတွေမှားရင် လူနာကဒုက္ခဆရာခိုင်းတာတွေရှောက်လို့နေရာကဒုက္ခဆိုရင် ဆင်းရဲပေါ်ဆင်းရဲထပ်ပါလိမ့်မယ်။ဆရာများသားသေးဆိုတဲ့စကားလည်းမမေ့စေချင်ပါဘူး။ဒါတွေကကိုတိထားတာတွေကို ပြောတာပါ။အသက်ကြီးလို့ယောဂါတွေရလာကြတော့ဘယ်သူပါတတ်နိုင်ပါလဲ။အမေဆုံးသွားတာကြာကြာမကြာကြာအဲ့ဓာတွေနဲ့မဆိုင်ဘူး။အသက်တွေကြီးနေတယ်ဆိုရင်တချို့တပြိုင်နက်တောင်ဖြစ်တတ်ကြပါလေ။အသက်အရွယ်ကြောင့်လားဆိုတာလဲစဉ်းစားကြရပါတယ်။ မျိုးရိုးဗီဇကြောင့်လားမိဘတွေကကင်းစားဖြစ်ရင်သားသမီးတွေလည်းအဲ့ဒီဗီဇပါရာမျိုးစသည်မျိုးရိုးဗီဇကြောင့်ဆိုရင်လည်းဘယ်သူဗာတတ်နိုင်ပါလဲစဉ်းစားရမှာကတော့တဘာဝကြောင့်ဖြစ်တာလားစားတော့နေထိုင်မှုအမှားတွေကြောင့်ဖြစ်တာလားဆိုတာဒီနှစ်ခုကိုပဲစဉ်းစားရမှာပါပဲဒီနှစ်ခုတည်းကကိုတတ်နိုင်တာကို ပြုပြင်ဖို့ပါပဲတဘာဝဆိုရင်လည်း အသက်တွေကြီးလာတာအိုချင်းရောက်လာတာနာချင်းရောက်လာတာအဲ့ဒါလိုသဘာဝဆိုရင်လေစိတ်ကိုလက်ခံနိုင်ဖို့ကြိုးစားကြမှာမဟုတ်လားဒီလောက်ဆိုရင် အသည့်အမြင်လေးတခုတော့ရနိုင်လောက်မယ်လို့ထင်ပါတယ်လို့ပြောကြရင်းနဲ့ပဲပြောဆိုမှုကလည်းအတန်ရှည်လာလို့ဤကုန်းချုပ်ချင်ပါတယ်အာလုံးအာလုံးအစာဝအနာကင်းပြီးတော့ကျမ်းမာချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ ဆန္ဒပြုရင်ဏီကုံချိုးလိုက်ပါတယ်။